ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစေဝင်စားပွဲထူးခြားစံချိန်ကမရပြည့်ရမန်းဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လိုလာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်အေယာဝတီမြေကြီးတွင်းမှာလင်းမိုင်းများနဲ့သမိုင်းဝင်ကမရပြည့်ရများလို့မိရတဲ့စေဝင်စားပွဲထူးခြားစံချိန်ကမရပြည့်ရမန်းဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင် အားပေးကြပါဦးခင်ဗျာအေဝရီလင်းမိုင်များနဲ့ကမ္မရပြည့်အစံများလင်းမိုင်များကို အစဉ်စံမပြတ်သုတေသနပြုလုပ်နေကြရအောင်ယခင်တွေ့ရှိသိရှိတွေ့ပူခဲ့ကြပြီဖြစ်တဲ့အပြုမူတို့ထက်လူသားနဲ့ပုံမိုးနီးစပ်တဲ့အချက်များကိုပုံမိုးတွေ့လာရပါတယ်ထို့ကဲ့သို့တွေ့ရှိလာသောအထောက်အထားများရောက်လင်းမိုင်တို့ဟာလူတို့ရဲ့ပြုမူများ အမိန်ပေးခိုင်းစေခြင်းများကိုသဘောပေါက် နားလည်နိုင်စွမ်းရှိကြသလိုဟောစုဝင်လင်းမိုင်းတကောင်စီမှလည်းကိုယ်ပြချနာသောအမတ်သားများရှိကြပြီးတော့၎င်းတို့ကိုယ်တိုင်တောင်အချင်းချင်းနားလည်ဆက်သွင်းနိုင်ကြကြောင်းသိလာခြင်းပဲဖြစ်ပါတယ်လင်းမိုင်းတကောင်ဖြစ်လာပြီး လာနေကြတဲ့ခါမှာသူတို့ရဲ့လေချွင်းနယ်လို့မြည်တဲ့မျိုးကတကောင်နဲ့တကောင်မတူချနာဖြစ်လာကြတာဒါကသူတို့တွေတကောင်ချင်းစီရဲ့မတူကြဘူးဆိုတဲ့အချက်ပါပဲသူကဲ့သို့သူတွေဒီ ပင်စင်ချင်းကဆိုပါတယ်ပင်စင်ဟာစေရင်ရူတက္ကသိုလ်မှာပင်လယ်နေနူးတိုက်တတဝါဆိုင်ရာသူတေသနာအဖွဲ့မှာဖြစ်ပါတယ်အဲ့ဒီချက်ကိုထောက်ပြီးတော့လင်းမိုင်းတို့မှာ ကိုပိုင်ဘာသာစကားနဲ့အမိကိုသိရှိနိုင်တယ်လို့ခံမှန်းရခြင်းဖြစ်ပါတယ်တို့ရတွင်ဒီချက်မှာလင်းမိုင်းသူတေသီများရဲ့ကြောင့်မှာအငင်းပွားနေစေဖြစ်ပါတယ်ပင်စင်တို့ရဲ့သူတေသနာပြုမှုချက်ရောက်လင်းမိုင်းချင်းချင်းဟောင်းမတူချနာသောလေကျွင်းတန်းကဲ့သို့အတံမျိုးနဲ့ ဆက်သွေးကြသည်မှာတေချာလှလေလို့ဆိုရမှာဖြစ်ပါတယ်2006ခုနှစ်မေလ9ရက်အင်္ဂါနေ့လင်းပိုင်မြောင်းတကောင်နဲ့တကောင်နာမည်ခေါ်ပြီးတော့ဆက်သွေးကြခြင်းဆိုတဲ့ခေါင်းစဉ်နဲ့သူတေသနာပြုထားတဲ့စောင်းပါကိုဖတ်ရှုလိုက်ရပါတယ်အခုရေးသားဖော်ပြမယ့်အကြောင်းအရာတို့မှာလည်းလင်းပိုင်9ကြီးများနဲ့ပတ်သက်လို့စာရေးသူသိရှိမှတ်သားလေ့လာခဲ့ရတဲ့ဖြစ်ရတဲ့ချို့ပဲဖြစ်ပါတယ်လွန်ခဲ့သော15နှစ်ဝန်းကျင် ဖျက်ပွဲတော်ကြီးတခုမှလင်းပိုင်ငါအသေးကောင်းကိုလွင်တီးကောင်းပြင်းနေပူပူထဲမှာတန်းထိုးပြီးနေအောင်ကြီးခန့်လျက်အစီများထုတ်ယူရောင်းချနေတာကိုတွေ့ရှိခဲ့ရပါတယ်။လင်းပိုင်ကြီးကိုကျိုးနေချပြီးတန်လန်ဆွဲထားပါတယ်။အောက်ကလည်းပလင်ကြီးငယ်တွေအစီကြီးခန့်ပြီးတော့ဈေးနှုန်းတက်မှတ်ပြီးရောင်းချနေပါတယ်။လင်းပိုင်စီစစ်မစစ် လင်းပိုင်တကောင်ကို လူများရဲ့ရှိမှပြတ်သွားပြီးကြားရည်ပြကြာယူရောင်းလင်းပိုင်ကိုပြ လင်းပိုင်စီကိုရောက်နေခြင်းဖြစ်ပါတယ်။အစင်းနဲ့တူလူမြရဲ့မြင်မြင်ယုတ်တိယုတ်တာရှိတဲ့ရန်အတွက်လင်းပိုင်အသေးကိုယူဆောင်လာခြင်းဖြစ်ပါတယ်။လင်းပိုင်ငါးကြီးများမှာပင်လယ်ကမ်းစက်နဲ့နေတဲ့မြေဝကျွန်းပေါ်ဒေသများမှာပေါ်ပေါ်များများတွေ့ကောင်းတွေ့ရှိနိုင်လိမ့်မယ်။တွနည်းတူအေယာဝတီမြေရိုးတစ်လျှောက်မိချောင်းကြီးများလည်းတွနည်းတူပင်မြေဝကျွန်းပေါ်ဒေသအေယာဝတီမြေရဲ့အော်ပိုင်းဒေသမြင်းလက်တက်ခွဲများမြေကျုံအင်းများကိုင်းတော် နှုံတော်ပြိုက်တော်များတဲ့နေရာများမှာကျက်စားနေနိုင်ကြပါလိမ့်မယ်။မိเจ้าနဲ့လင်းပိုင်ငါးကြီးများအေယဝတိမြို့တစ်လျှောက်အရင်ကလိုပေါ်ပေါ်မြန်းမြန်းမတွေ့ရတော့ပါ။အေယဝတိမြို့ဝကျွန်းပေါ်ဒီတော့ပင်လယ်နဲ့နေတဲ့ဒေသတွေမှာတော့အတွေ့ရများနိုင်တော့လေ။အေယဝတိမြို့တစ်လျှောက်မြညာဒေသတို့မှာဒီနေ့ထက်ဒီနေ့ဥယျင်မြပြလာတဲ့ရေလုံသားတို့နဲ့ခင်မီငါဖန်ကရိယာတို့ပေါ်များလာခြင်းနဲ့တူလင်းပိုင် ငရွေးငားရီကဲ့သို့ငါကြီးမြမာနေလို့အလွင်သိငယ်တဲ့ငတုံငပွဲရင်ပေါင်းသောငဖိုသေးတော်အမိယဖန်နေတဲ့ခင်မီငါဖန်လက်နဲ့ပြည်စည်းတို့ကြောင့်မြညာဒေတာကိုမိကြောင်လင်းမိုင်ကဲ့သို့ငါကြီးမြအရင်ကလိုမြညာဒေတာကိုစံတက်လာနိုင်ဖို့မလွယ်ကူတော့ပါလင်းမိုင်ငါကြီးမြကိုအသားဖြင့်ဖန်စီရောင်းချခြင်းမပြုကြတော့လေလင်းမိုင်စီထုတ်ယူသူများဖို့ဖန်စီကောင်ဖန်စီကြပါလိမ့်မယ်လွယ်ကဲ့သော နှစ်ပေါင်း40-50ဝန်းကျင်ရေလုံသားများခင်မငါဖန်ကရိယာတို့မပေါ်မီကာလာကဆိုရင်တော့အေယာဝတီမြေရိုးတချောင်းလေးမိုင်ကြီးများသုံးနေတဲ့ချိန်လေးနေတဲ့ချိန်ပေါ်လာတဲ့တလို့တခါတည်းမှာလေး7နှစ်15နှစ်ကြာတော့မှတချိန်ပေါ်ပြီးညညာဒေတာကိုစံတက်လာတာကိုတွေ့ရှိရတတ်ပါလိမ့်တက်လာပြန်တော့လေတကောင်နှစ်ကောင်နဲ့တက်လာတာမှတွေ့ရပဲအုပ်အဖွဲလိုက်10ကောင်15ကောင်တက်လာတတ်ပါလိမ့်လင်းပိုင်ငါးကြီးများမောင်းအေယာဝတီမြေတွင် ပင်လယ်မှာတက်လာတဲ့အချိန်မှသာတွေ့ရခြင်းမျိုးမဟုတ်ပင်အေယဝတီမြေတွင်ရင်းနဲ့ရေစောက်တဲ့ကြောက်ကပယံနေထိုင်စကြကောင်းတဲ့နေရာတွေမှာလည်းနေထိုင်ပြီးကျက်စားလေးရှိကြပါတယ်။တော်တော်ဒီနေရာတွေကိုကျက်စားတဲ့လင်းမိုင်းတို့မှာလည်းအများနဲ့ပေါ်ပြီးတော့ပြကမြင်တွေ့ရခြင်းမရှိတဲ့ပေါ့။မြေကြီးကြောင်းကြီးများအပြောင်းလဲဖြစ်ပေါ်မဲ့အခြေအနေရှိပြီးဆိုရင်တော့ပေါ်လာတတ်ပြီးမြင့်ညာကိုစံပြီးတက်လာတာကိုတွေ့ရတတ်ပါတယ်။လင်းမိုင်းငါးကြီးများတက်လာပြီးဆိုရင် မြေရဲ့အောက်ပိုင်းအတော်ခဝဲဝဲနေရာကပင်ရေပေါ်မှာတစ်ချက်တစ်ချက်ပေါ်လာတဲ့ခါနှာတပူပူမှုတ်တမ်းပေးနေတာကိုကြာနေရပါတယ်။ငါတက်ပုံကလည်းမျက်စင်းများတက်တဲ့ကဲ့သို့ရေပေါ်ကို ရှက်ပြီးကူကငုံလိုက်ပေါ်လိုက်တက်လာတတ်ပါတယ်။လင်းမိုင်ကအကောင်ကြီးတွေကလည်းငါတွေကဲ့သို့မဲမဲနဲ့နဲ့နဲ့ကျွေးများမြေကိုဖျက်ကူးနေသလားအောင်မြင်ရပါတယ်။လင်းမိုင်ငါကြီးတွေမှာဘလောက်ပဲပြင်းပြင်းကြေကောင်းရည်စည်းတန်လို့နေပါသေး။ ရေတိမ်နဲ့ကန်းစက်နေရာတို့ကရေတာခုတ်ပြီးစံတက်တာကိုမတွေ့ရပဲမြည်ရေချောင်းတင်မောချောင်းတင်မောများမောင်းနေတဲ့ရေချောင်းတိုင်းသာစံတက်လေးတွေ့ရပါတယ်။အရာဝတိမြို့တို့လျှောက်ရေလုံသားကြီးများမှာလင်းမိုင်ငါးကြီးများကိုဖမ်းဆီးတာတတ်ဖြတ်တာမတွေ့ရပါဘူး။အရာဝတိမြို့တွင်တွာလာကြတဲ့လေတင်မောတို့ရဲ့ရှိမရေချောင်းပြငါးကြီးများတစ်ဖွဲသတ်မှတ်လေးရှိကြပါတယ်။ငါးကြီးများပေါ်လာတဲ့လမ်းကြောင်းလမ်းဟာတင်မောကြောင်းပဲဖြစ်ပါတယ်။ ရှေခါကလေးကြီးများနဲ့ကုန်စည်ကူးတန်းရောင်းဝယ်ကြတဲ့လေးကြီးများကလေးကြီးများမှာလမိုင်းနဲ့ဆောက်လျှောက်တယ်လို့ယုံကြည်ကြပြီးလေးတိုင်းမှာလမိုင်းပွဲပြီးတင့်မြောက်ပါတာလေးရှိပါတယ်။ကုန်တင်လေးကြီးများသာမဟုတ်ရေလုံငန်းလုပ်ကိုင်းတဲ့တန်ငါလှေငယ်တို့မှလည်းလမိုင်းပွဲပြီးတင့်မြောက်ကြပါတယ်။လမိုင်းပွဲကို လေးရဲ့ငါးပိုင်းနေရာမှာတင့်မြောက်လေးရှိအောင် လေးနဲ့အတံမိုးပန်းကြောင့်ပြုသူတိုင်းလေးရဲ့ဝမ်းပိုင်းငါးပိုင်းကိုအထွေမြတ်ထားကြပါတယ်။ တချို့သောရေလုံသားများဆိုရင် လေရဲ၅ဘိုင်းကို6နှစ်တောင်ကန်ပြီးတော့လေပေါ်မှာအိတ်လေးမရှိဘဲလေ၅ဘိုင်း1ဘိုင်းကိုဥကောင်းထားပြီးအိတ်ဆက်ကြပါလိမ့်။ရုပ်ဆော်ဆုံးလေပေါ်မှာ၅ဘိုင်းနေရာမှာအပေါ်လေးမသွားကြပါ။လေပဲဘိုင်းကတော့တွားလေးရှိကြပါလိမ့်။၅ဘိုင်းနေရာကိုစောင့်ရှောက်တဲ့လမိုင်းနဲ့ကိုအယူသေးပေးကြတယ်။ဒုနေတူ လင်းဘိုင်းကြီးများကိုလေလေမှာစောင့်ရှောက်တဲ့လမိုင်းနဲ့စောင့်ရှောက်တယ်လို့ယုံကြည်ကြပါလိမ့်။ နေမိုင်ငါးကြီးများနဲ့လမိုင်းနဲ့တို့ဆက်နွယ်ဆောင်လျှောက်တယ်လို့ယုံကြည်ရပွဲဖြစ်ပျက်တဲ့ခု ကြုံခဲ့ရပူပါတယ်။အဲ့ဒီဖြစ်ပျက်မှာဗကန်းငယ်မျိုးရဲ့အနောက်ဘက်မှာအင်းတောင်ကြီးပေါ်ထွန်းကျင်ကဖြစ်ပါတယ်။ဗကန်းငယ်မျိုးရဲ့အနောက်ဘက်အရာဝတီမြေကျောင်းရဲ့အနောက်ဘက်ကမှာလူငယ်တဲ့နှစ်ပေါင်း40ကျော်ကလောက်ထိမင်းအင်းတောင်ကြီးကောင်းခဲ့စဉ်ကဖြစ်ပါတယ်။အဲ့ဒီအင်းတောင်ကြီးမှာ မြည်ရတဲ့ချိန်မြည်ရနေပြုတ်ပြီးမြည်ရကြချိန်မှာမြည်ရဝင်းနဲ့ အင်းတောင်တစ်ပိုင်းဖြစ်ပြီးရည်စည်းရေးတော်ခိုးတဲ့မြေရဝင်အင်းတောင်ကြီးလည်းဖြစ်ပါတယ်။အင်းမောင်မြေမရေဝင်လာခြင်းမောင်ရည်တင်ပြီးတော့ကျင်းရိတ်ခဲ့တဲ့နေရာကိုအင်းလိုခေါ်ဆိုပြီးတောင်းမောင်မြင်းနဲ့တစက်တည်းသို့တော်ရည်စည်းဝင်ခြင်းမရှိပဲရည်တော်ခုန်နေတဲ့နေရာကို တောင်းလိုခေါ်ပါတယ်။အင်းတောင်ကြီးများက မိုင်ဝက်တမိုင်နိဗာခန့်ရှင်မြောပြီးငါးမျိုးစုံရည်ကျက်ရည်ပင်စစ်စလီ ဟင်းတော်ဘေငံအုံကြီးများ တတင်းကျွတ်တဆောင်မုံမွလင်းရသည်ချိန်ကတိုင်းဝါသူဝကောင်လာအင်းတော်ကြီးရေမြုပ်တဲ့တိုင်းကျက်စားပေါက်ပွားရာနေရာလေးဖြစ်ပါတယ်ထိုအင်းတော်နေရာမှာအေယမထိမင်းကြီးတပင်တီတီမမတီရှိနေကြလို့အဲ့ဒီထိမင်းကြီးကိုဆွဲပြုတ်ပြီးထိမင်းတော်အင်းလို့နာမည်တွင်နေခြင်းဖြစ်ပါတယ်အဲ့ဒီထိမင်းကြီးကိုမြည်ရဲ့ရှိဘက်နှမိုင်သုံးပိုင်းခကြီးကွာကလေးကလှမ်းပြီးတော့မြင်နိုင်ပါတယ်ထိမင်းတော့ ထိမင်းကြီးမောင်တရေချုပ်တယ်လို့လည်းအလွင်နာမည်ကြီးတဲ့နေရာဖြစ်ပါလိမ့်မြေတွင်မျောပါလာတဲ့သူကောင်တို့ထိမင်းနီးနမောင်မြေရကြခြင်းဂုံးမော်တင်ပြီးတော့ကြံ့ရည်ခဲလေးအောင်ရေမျောကန်တင်သူကောင်မောင်မကြွမလွဘဝနဲ့အဲ့ဒီထိမင်းကြီးမောင်ဆွဲပြုတ်ပြီးနေထိုင်လျက်ရှိအောင်အချိန်ခါမဟုတ်ညနေတကောင်နေလေနေခင် လူသူအဆက်အသွယ်ပြည့်လက်တဲ့အချိန်မှာကန်စားတာနေသူမျောင်းထိမင်းရောင်ရဲ့အနီးနောင်ဖြစ်တဲ့သွာလာပြုသူမျိုးကို ထင်းမင်းအောင်မခွနဲ့ကြီးရောင်ဆောင်ပြီးလိုက်တဲ့ခါလိုက်တယ်။တခါတည်းရန်ကြပြန်တော့လေထင်းမင်းကြီးရဲ့နီးနက်ကကောင်းပြက်ကြီးနဲ့တွေ့တဲ့သူတွေကတွေ့ကြရပါတယ်။သူကဲ့သို့မြို့မြို့ချောက်လက်နေတဲ့ထင်းမောင်ထင်းမင်းတော်တွင်ရေလုံငန်းလောက်ကင်သူဦးငင်းတို့လင်မယားနှစ်ယောက်ပိုက်တန်းရင်နဲ့လေကိုကမ်းပေါ်မှာမှုပြီးတော့အိနေတင်မောင်လေဦးကိုလာပြီးတော့မတာကိုလေကျုံတွေ့ကြရပါတယ်။ထင်းမင်းနေရာမှာမြေရှိပကံပကန်းငင်းနဲ့မြေရဲ့နောက်ဖက်စင်မကြက်နဲ့ နေစဉ်ဖြစ်သွားဖြစ်လောင်းကုတန်လိုနေပါတယ်မြေကုကရုစိတ်နေရာလည်းဖြစ်ပါတယ်မြေဦးတျောင်းထိမ်ပင်ထောက်ဆိုရင်ထူးချင်းကရေလုသားတိုင်းသိကြပါတယ်ထိမ်ပင်ထောက်တွင်အဓိကငါးဖန်ကြတဲ့ရေလုသားတို့မှာတိုင်ပွဲသမားများဖြစ်ပါတယ်တိုင်ထောင်ပြီးငါးဖန်ချင်းလုပ်ငန်းကိုရေလုသားတိုင်းမလုပ်ကင်တကြပါမိနာနေတိယအလွင်လိုအပ်တဲ့လုပ်ငန်းဖြစ်ပါတယ်ထို့နေ့ကထိမ်ပင်ထောက်ငါးဖန်သမားများ ခါတိုင်းနေတယ်လို့တိုင်ထောင်နေကြချင်းမောင်းအရင်တနေ့ကမှ မပေါ်သဘူးတောင်ကြီးတွင်မှာလင်းပိုင်၅ကြီးများ15កောင်းအကောင်20ခန့်အိုးဖွဲ့လိုက်တပုပုနာမုတ်တံပြပြီးနေ့စဉ်ရက်ဆက်ပေါ်နေခဲ့ပါတယ်လင်းပိုင်ကြီးတွေထင်းမင်းတောင်ထဲမှာပေါ်လို့ပေါ်လို့နဲ့တတင်းကတနေ့လုံးချက်ချင်းဆိုသလိုပြန့်နှံ့သွားပါတယ်မပြန့်နိုင်စရာကလည်းမရှိမြေရဲ့ရှိဘက်အနောက်ဘက်ရွာစင်မကြက်နဲ့ပကန်းကြီးဖြတ်သွားဖြစ်လာကြတဲ့ လက်ကူကတော့ခီးသွားတွေကနေစဉ်မြည့်ရဲ့ရှိဘက်အနောက်ဘက်ဥရဟိုသွားကြည့်ပြန်ကြည့်ရှိနေကြတဲ့နေရာလေးဖြစ်ပါတယ်။ဒါကြောင့်တနေ့လုံးဟိုလေးတကြောကြောဖြစ်ပြီးတော့ပြန့်နှံ့သွားခြင်းဖြစ်ပါတယ်။ပကန်းငယ်မျိုးမှာထိုးခြင်းကကာကွယ်ရေးတပ်ကရှိပါသေးတယ်။လက်နက်ကင်ကာကွယ်ရေးကောင်းဆောင်ဦးသိန်းအောင်ဆိုသူကဒိမင်းအင်းအောင်နဲ့လင်းမကြီးတွေအုပ်လိုက်ပေါ်နေတယ်ဆိုတာနဲ့သူနဲ့တူကာကွယ်ရေးတပ်မှ၃ယောက်လက်နက်ကိုစီယူဆောင်ပြီးထိမင်းတောင်းဘက် လက်လော်လင်းငယ်တဲ့စင်းနဲ့အတူလော်ခတ်ပြီးလက်နက်တွေကိုလည်းကြည်ထူမောင်းတင်ပြီးတော့အသည့်အနေထားပြင်ဆင်ကောင်းအင်တောင်တွင်လင်းငယ်နဲ့လှစ်ပတ်ပြီးလင်မကြီးတွေပေါ်ရင် ပြင်မာဖြစ်ပါတယ်တော့အဲ့ဒီကတနေ့တော့ကုန်သွားခဲ့တယ်လင်းမိုင်းတစ်ကောင်းတစ်လေးမှပေါ်တာမတွေ့ရပါ အစနာတော့မမြင်တွေ့ခဲ့ရပါ နောက်ရက်နောက်ရက်ဒီမှာလည်းအရင်နေ့တွေကနေတူတောင်းနေမှလင်းငယ်နဲ့လှစ်ပတ်ပြီးရှောက်ဖွေကောင်းလင်းပိုင်များပေါ်ရင်ပြစ်ဖို့ ချောင်းမြောင်းနေကြပေမဲ့လင်းလင်းမိုင်တွေကတခါတည်းငုံရှုပ်ပျောက်ကွယ်သွားခဲ့တယ်။လင်းမိုင်ကြီးများထိမ်းမင်းတောင်းမှနောက်ထပ်ပေါ်လာခြင်းမတွေ့ရတဲ့ခါမှာရေလုံသားကြီးများကလင်းမိုင်ကြီးများမှာလက်မိုင်းဆောင်တဲ့နှငါကြီးများဖြစ်လို့သောသူတို့ကိုရန်ရှာဖမ်းဆီးမဲ့သူများကိုကြိုတင်သိရှိနေခြင်းဖြစ်တယ်လို့ပြောဆမှတ်ပြုနေကြပါတယ်။လင်းမိုင်ကြီးများထိမ်းမင်းတောင်းတွေမှာပေါ်ပြီးနောက်နှစ်များမကြာမီကလထိမ်းမင်းတောင်းကြီးတွေတဖြည်းဖြည်းမြေကြီးအောင်ပေါက်လာပြီး တရေ၆တဲ့ဆိုတော့ထိမင်းကြီးလည်းမြည်ရတိုက်စားကမ်းပြူတဲ့ထဲကိုပေါသွားခဲ့ရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကလည်းစိုင်းတို့ကျွန်တော်ကိုယ်တိုင်လင်းပိုင်ငါးကြီးများကြောင်းကုထွေကြုံခဲ့ရပါတယ်အရာဝတီမြေဥတ္တလျှောက်ယနေ့ကာလကဲ့သို့စိန်ပိုက်တွေသုံးတက်ပိုက်တွေခိုင်သိမ်းကြီးပိုက်တွေကြာစံသုံးတက်တို့မပေါ်သေးမီကာလကနိုင်လွင်ချီတို့နဲ့ထိုးတဲ့ပိုက်ကွင်းလူရဲ့လက်ဆက်တင်းများရှိတဲ့ မြို့ပကြီးများခေစားခြင်းကလာကန္နာကြီးဝတိုင်းတို့လိုမြို့ပကြီးများရေလုံသားတိုင်းရှိကြပါသည်မြို့ပကြီးများမှာငထွေငဒန်းငမြင်းရင်ငမောက်မောက်ငတလိန်စားတဲ့ငါကြီးများထောင်မြို့ကဖမ်းလို့ရှိအောင်နေတော်ပြတို့တန်ငါငိုစကားလိုဆောင်ရသည်အေးတဲ့မကုံသေးမီကလာငါများစောင်းခိုးနေခြင်းကာလဖြစ်သလိုရေချောင်းကလည်းမြေပြင်မှာကြည်လင်နေသည်မှာမှန်ကြည့်လို့တော့ရလောက်ပါတယ် ဒါကြောင့်နေကင်းဘက်မြောက်ပိုက်သမားတို့ညပိုက်မြောက်ပိုက်ချပြီးနေကင်းဘက်မှာ ပိုက်သမားတို့ရောပေါ်တက်ပြီးတေးတမောဧခအနာယူကြပါလိမ့်။ပိုက်လီတို့နေကင်းဘက်ကန်းသမောင်းအစီကပ်ပြီးချီထားကြတာကိုတွေ့ရပါလိမ့်။နေဘက်စတနာဤထိုးခြင်းလောက်ရှိလိမ့်မယ်။ကျွန်တော်နဲ့ကိုခင်မဝင်းတို့နေရောက်မြစ်စိတ်ကိုရေချိုးဆင်လာကြပါလိမ့်။မြစ်စိတ်ရေချိုးနေစဉ်မြစ်ရဲ့အောက်ပိုင်းလက်ပံမင်းအိုင်စီကနေရေပေါ်မှာတဖူးဖူး နှာမုတ်တန်နေပြီးဘောကြီးငုတ်ကြီးနဲ့စံတက်လာနေပါတယ်လင်းမိုင်ကြီးမြတ်ကို အဝေးကလေးကလှမ်းပြီးတော့မြင်နေရပါတယ်လင်းမိုင်ကြီးမြတ်မှာအလုံးပေါင်း6កောင်ဖြစ်တယ်ကျွန်တော်တို့နေရာလေးကဏ္ဍမှာအသင်းရှိနေတဲ့မြို့ပိုက်လေးတည်းကိုဖြုတ်ပြီးဇွေတင်ထိုးကြိတ်လောက်ခတ်လို့မြေကန်းစက်တိုင်းလင်းမိုင်ငါးကြီးတည်းရဲ့ရှိကိုလေကိုကြိုတင်ရောက်ရှိစီရန်အတွက်အတင်းလှော်ခတ်ကြပါတယ်မြေကြီးเจ้าကလည်းကွေလင်းเจ้าဘက်အနောက်ဘက်ဘော့တပီကမှာ အရှိမြောက်ကိုချိုးကွေသွားတယ်။မြေကျောင်းက တောင်စစ်ကွေလို့ဖြစ်ပါတယ်။ငါးကြီးတွေကလည်းမြေကျောင်းကွေရင်လည်းကွေတယ်လျောက်ဖြစ်လန်းကရည်စည်းရည်သားခုံမတက်ဖဲမြေကျောင်းတင်ပေါ်ကျောင်းပေါ်ပြထားတဲ့ရည်ကျောင်းတိုင်းကွေပဲ့ပြီးတော့စံတနေကြပါတယ်။ကျွန်တော်တို့လင်းနဲ့ရှင်မကြနောက်မကြောင်းဘေးတိုက်တဲ့အနေထားဖြစ်နေလို့အထက်ကအတင်းစီပြခွင့်မရပဲလင်းမိုင်ငါးကြီးတွေစံတဲ့ရနေရနောက်ကတော့ ကန်းကနေမြောင်းပြီးတော့လိုက်နေရပါတယ်။လင်းမကြီးတွေနဲ့ပေးတိုက်ရှင်လိုက်နေရကောင်းအုံပွဲတို့ရရဲ့နောက်ဘက်မှာထိုးချင်းကရေးလက်ကြတဲ့ခုရှိပါတယ်။ငါးကြီးတွေကအဲ့ဒီရေးလက်ကြနေရာရောက်မြေကြောင်တိုင်းစံတက်မနေတော့ဘဲအရှိမြောက်ကလာတဲ့ရေးလက်ကြတွေကို တိုးဝင်ပြီးဖြတ်တက်သွားရောင်ကျွန်တော်တို့လေလေမှတ်မိပဲနဲ့ကြံ့ရည်ခဲ့ပါတယ်။လင်းမိုင်းငါးကြီးများမှာပေထောင်ဆက်လိုက်တဲ့အောင်ညံကြပါသေးတယ်။ကျွန်တော်တို့လေနဲ့ ကျွန်တော်တို့လင်းနဲ့လှော်လိုက်နေချိန်မှာအောက်ဆိုင်မော်တော်မှဆက်လီမောင်းနေရေစမ်းသူတွေကအဲ့ဒါလင်းမကြီးတွေတက်လာတာသူတို့တက်တဲ့လမ်းကမြည်ရေချောင်းပဲလို့ပြောကသူတို့ရဲ့ရှက်ရှည်ဆက်လီကလည်းလင်းမငန်းကြီးများရဲ့နောက်မှာရေစမ်းပြီးလိုက်သွားကြပါတယ်ကျွန်တော်တို့ညီကိုနှစ်ယောက်ပိုင်နေပြပြီးဖန်ရံကြိုးစားခဲ့တဲ့လင်းမငန်းကြီးများကိုနောက်တည့်ရဲ့ချောင်းမြို့မြောက်ဖက်လမ်းရွာကြောက်တဲ့ရေလုံသားကြီးများရဲ့မြို့ပိုင်မှာဖန်စီရမ်းပြီးတော့လေ နေမိုင်ကြီးမြတ်ကိုပြန်လွှတ်ပေးခဲ့တဲ့တဲ့တင်ကိုနောက်တည့်ရက်မှာကြာတိခဲ့ရပါတယ်ရေတုတ်သားကြီးမြတ်ကတော့လင်းမိုင်ငါးကြီးတို့ကိုအတမတပဲပြန်လွှတ်ပေးခဲ့တဲ့တဲ့တင်ကိုကြားရင်ကျွန်တော်တို့နေရောလင်းမိုင်ငါးကြီးမြတ်ကိုဖမ်းယူဖို့စိတ်ကူးမိခဲ့တော့မှားလေခြင်းလို့နှောင်တရမိပါတယ်လင်းမိုင်ကြီးတွေဖြတ်ခါတက်သွားတဲ့မြည်ရဲ့เจ้าမလေးနောက်တစ်နေ့မှ မြည်ရဲ့เจ้าတင်မောเจ้าပေါက်သွားခဲ့ပါတယ်လင်းမိုင်ငါးကြီးမြတ်မှာလူတို့ရဲ့စိတ်ကြံကို ကျိုတင်ပြီးသိရှိနေတဲ့ကဲ့သို့လင်းမိုင်ငါးကြီးများပေါ်တတ်တဲ့နေရာလမ်းကြောင်းတစ်လျှောက်မှာမြည်ရေကြောင်းကြီးများပြောင်းလဲဖြစ်ပေါ်လာတဲ့အချက်တို့မှာ ပေါ်လွင်ထင်ရှားလျက်ရှိပြီးလင်းမိုင်ငါးကြီးတို့နဲ့ကျုံတွေ့တဲ့ဖြစ်ရတဲ့ချို့မှာ ကမ္ဘီယာဆန်လျက်ရှင်နေပါတယ်။စာရေးသူဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ကမ္ဘီယာဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆီလက်ဆောင်အစီအစဉ်လေးရောက်ရှိလိုလာခဲ့ပါပြီ။ ဒီနေ့တင်ဆက်ပေးမယ့်ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်လေးကတော့စာရေးသူဆရာကြီးနေပြည်တော်ကျော်ကျော်ဆိုးကုသိုလ်ယူရေးသားထားပါတော့ကလေးငယ်များ အပူပူများ ပောက်ခဲ့ပါကားလို့အမိရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါလိမ့်နေပြည်တော်မှာရှိတဲ့စာရေးသူကျွန်တော်ရဲ့အိမ်လေးရဲ့ရှိမှာတရက်ပင်ရိတ်ရှိပါလိမ့်အဲ့ဒီတရက်ပင်ရိတ်လေးမှာပဲနေ့လယ်နေခင်းထိုင်လေးရှိကြပါတပင်တပင်ရဲ့ကျေးဇူးကတော့တန်ပိုးမဖြစ်နိုင်အောင်ပါပဲ။ သေပင်များစွာဆိုလို့ကတော့စုပ်ဝဲရတော့မရှိတော့ပါဘူးကျွန်တော်နဲ့ဦးမြအေးတို့ထမ်းပြီးတော့စကားပြောနေချိန်မှာအရှိဘကကိုအေးကျော်ရောက်လာပါတယ်တနေ့ကျွန်တော်ကသမီးတွေကတော့သွားတဲ့ကိမ်မုံနဲ့ချပြီးအဲ့ခံပါတယ်အိမ်ပေါ်မှာရှိတဲ့ညီမဖြစ်သူမညွှန်စိန်ကိုလည်းခေါ်လိုက်ပါတယ်ကျွန်တော်တို့ရဲ့ရင်းနှီးချမ်းဝိုင်းလေးကစီကားသွားခဲ့ပါပြီတိတ်မကြလိုက်ပါဘူးတော့ဘက်အိမ်ကညီမမထင်းညွှန်ရဲ့ခင်မွေးမောင်ကျော်စံလေး သူ့ရဲ့မြေးလေးရွန်းနေဒီအောင်ကိုပွေ့ချီပြီးရောက်လာပါတယ်။အဖိုးဆိုတော့မြေးထင်ရတာပေါ့လေ။ရွန်းနေဒီကတသမီမိတုံးနဲ့မောင်ဆိုးသူတို့ရဲ့ကလေးပါ။တစ်နှစ်ကျော်ပါပြီ။ကလေးကိုကထုံတုံပေးထားတာပါ။အပူကြောင့်ထင်ပါရဲ့။ကောင်းပါ။ကလေးပဲစီလောက်အနာဘူးတွေထွက်နေတာအတော်ကိုများပါတယ်။အနာဖြစ်ပြီးတချို့ကပြည်တယ်နေသလိုတချို့ကပြီးပေါက်ပြီးပါပြီ။ဖြစ်ဒီစားအဖို့တွေကတော့နီးရဲရဲတွေပါ။ ကလေးဟာကောင်းမှာပူရင်းနေဆိုတော့ကြည့်လို့တင်မကောင်းပါဘူးကျောဆန်မင်းတို့ကလေးရဲ့ကောင်းမှာအနာရီနဲ့ကုမပေးကြဘူးလားကွာမန်းစီတော့အုံစီနဲ့ဖြောပြီးလိမ့်ပေးတာပဲဗျအပူပူတွေထင်ပါတယ်ဗျအဟောင်းပြောတော့အစ်စ်တွေထက်ပြီးတော့ထွက်တယ်ဗျဘယ်လိုလုံးအောင်မဲတော့မသိတော့ပါဘူးအဲ့ဒီမှာဦးမြကြီးကထပ်ပြီးတော့ပြောပါတယ်ကလေးတွေရဲ့တကူလုံးမှာဘယ်နေရာမှာပဲအနာပူတွေပေါက်ပေါက် ျောက်တဲ့နီလန်ရှိတယ်ဗျစတိသဘောနီးပါပဲအတော့ကိုလွယ်ပါတယ်ဟာဦးမြရေးရသိရင်ပြောပြလေကွာလောက်ရတာပေါ့ဘာမှမခက်ဘူးကလေးတွေမလုံးကြီးပေါ်လို့ပြီးဖယောင်းကိုလှူလူတွေကိုတအားသမျှကြွေးပြီးကုသိုလ်သာပြုလိုက်ဒီပူပူတွေထပ်ပြီးမပေါတော့ပဲမကြခင်ပျောက်စီရမယ်လောက်ကြည့်ပါမကြပါဘူးအရှင်းပျောက်စီရပါမယ်အေးကွာဒီလိုဆိုလဲငါသမီးပြီးတော့ကိုပြောလိုက်မယ်ကွာ သူတို့ဈေးထဲမှာကောင်းချင်းမုန်နေမှာပေါ်လွင်းလို့မရောမရှိနဲ့ဒါကကျွန်တော်ရဲ့ကိုတွေ့ပါကျွန်တော်တို့ရန်ကုန်မှာနေတော့ကကျွန်တော်ရဲ့ကလေးတွေဖြစ်ပြီဆိုရင်ဒီလိုပဲမော်လုံးကြီးပေါ်နေစတိလောက်ပြီးကျွေးတာနဲ့ပျောက်ကြတယ်ဘာတက်လဲဆိုတော့ကျွန်တော်လည်းမသိပါဘူးပျောက်တော့ကတော့အမှန်ပဲဗျအဲ့လိုအသေးချာထပ်ပြီးတော့ပြောပြန်ပါတယ်မော်လုံးကြီးပေါ်ဆိုတော့ဘာမှမခက်ပါဘူးကောင်းချင်းမုန်ကိုရေလောတော်နဲ့နေပြီးယူနီအိုပွဲဆူတဲ့ကို အလုံးလေးတွေလုံးပြီးပြစ်ထရတာပါကြရင်ရေပေါ်မှာပေါ်လာပါတယ်ဒါကြောင့်မုံလုံးရေပေါ်လို့ခေါ်တာပါပေါ်လာရင်စကားနဲ့ဆက်ပြီးပကံတဲ့ကိုထက်ကောင်းထညက်ကြီးလောင်းထက်ပြီးစားကြတဲ့အမျိုးပါရန်ကုန်မှာတချို့ကအဲ့ဒါကိုမုံကြာစီလို့လည်းခေါ်ကြပါတယ်အထဲမှာဌာပနာထက်ပြီးလုံးတော့မှမုံလုံးရေပေါ်လို့ရန်ကုန်ကခေါ်တာပါဘာဖြစ်ဖြစ်ရပါတယ်ပေါကင်ဖြစ်သူဦးကျော်ဆန်းရဲ့တိုက်တွန်းမှုကြောင့်မိတို့ကစေတိမ်ပြီးပြန်မောင်းကောင်းချင်းမုံနေဝင်လာပြီး မလို့ရေပေါ့ယွင်းနေတဲ့အတွက်လှုပ်ပေးပြီးတော့ကုသပြုပါလိမ့်မြမဒလိရဲ့စတိတဘောလေးတွေကလည်းအတော့ကိုအံ့ဩဖို့ကောင်းပါလိမ့်သုံးရင်လောက်ကြမှာယွင်းနေတဲ့ရဲ့ကတုံးကြောင်ကြောင်ပေါ်ကအနာရီလုံးဝမရှိတော့ပါဘူးပကတိချော်မွေလို့နေပါပြီဇာတိတို့ကျွန်တော်ကတော့အမတ်တမဲစကားဝိုင်းလေးကနေစင်နီစတိနီလေးရလိုက်လို့ဝမ်းသာနေမိပါတယ်ဟုတ်ကဲ့စိုက်သူဆရာကြီးနှစ်ယောက်လုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။စိတ်ဝင်စားဖို့ထူးခြားစမ်းခြင်းကမ္ဘီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုဗာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ရည်သွေးတဲ့အနေနဲ့ဗီဒီယိုလေးတစ်ချက်နဲ့ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်တော်လို့ရပါတယ်။အမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းကြီးတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပြီးမဲ့စာဖတ်ဖို့တော့အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟိုတာ channel လေးကနေထူးခြားစမ်းခြင်းလိုပါစမ်းခြင်းတရရင်ဖို့ဘာသာလောကကံပြီးရယမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။